မြန်မာနိုင်ငံမှာတော့ကစုံလားပြည်ဆိုရင်ညောင်ရီသွန်းပွဲဆိုတာတော့ပဲသိနေကြတကယ်ကတော့ဘုရားမြတ်စွာရဲ့မွေးနေ့အခါသမယဖြစ်တယ်ဆိုတာကိုမှတ်သားဖို့ကောင်းတယ်ပေါ့မြတ်စွာဘုရားဟာဒီကနေ့မှာကစုံလားပြည်နေ့မှာမွေးဖွားခဲ့တာ ဖြစ်လို့ကစုံလားပြည်နေ့တိုင်းအမှတ်တရမြတ်ဗုဒ္ဓရဲ့မွေးနေ့အဖြစ် ဘုရားဘာသာဝင်သူတော်စင်နေအနေနဲ့စေပါတိလာကိုခံယူဆောက်တည်ခြင်းမြတ်စွာဘုရားဟောကြားတဲ့တရားတော်များတွေကို လိုက်နာကျင့်သုံးခြင်းဖြင့်ဘုရားမြတ်စွာကိုပူဇော်တာဟာပန်းရည်ချမ်းစင်မီပန်းတို့တဲ့ပူဇော်တာတဲ့ပန်းရည်ချမ်းစင်မီပန်းတို့နဲ့ပူဇော်တာတဲ့သမ္မာပฏิပတ်တိအနုတ္တရာပူဇာလို့ဆိုတဲ့အတိုင်း လက်တွေ့ကျင့်သုံးပြီးတော့ပူဇော်ခြင်းဟာပို့ပြီးတော့မြတ်မြတ်တယ်လို့ရသော်ဘုရားကိုယ်တိုင်ကလည်းအင်တာမချီးမွမ်းတယ်ဒါကြောင့်မို့အမတ်တရကဆုံလာပြီဆိုလို့ရှိရင်ရသော်ဘုရားကိုဂုံပြု ပူဇော်တော်အားဖြင့်လူတိုင်းလူတိုင်းရှင်းပါသီလားဆောက်တည်လို့ဘုရားမြတ်စွာကိုပူဇော်တော်အားဖြင့်ဘုရားနုဒတိဘာဝနာများထူးထူးခြားခြားပွားများသင်ကြတယ်ပေါ့ ဒါလဲအမတ်တရရှိထားကြဖို့ပေါ့ဗာရိကဆုံလာပြည့်နေဟာအင်တမတ်ထူးခြားတဲ့နေဖြစ်တယ်ရသော်ဗျာဖွားတော်မူတဲ့နေတာမကဗာရိကဆုံလာပြည့်နေမှာပဲမြတ်စွာဘုရားဟာတရားဓုတရားမြတ်ကိုရရှိပြီးတော့သဗ္ဗညုတဉာဏ်တော်ကြီးကိုရရှိခဲ့တာဖြစ်လို့ဒီနေ့ဟာဘုရားဖြစ်တော့ရောက်တော်မူတဲ့နေ့ဖြစ်ထူးခြားတဲ့နေ့တစ်နေ့လို့ ဖရာဖြစ်တော်မူတဲ့နေဖြစ်ခြင်းကြောင့်လဲဘုရားဘာသာဝင် သူတော်စင်တို့အနေနဲ့အမတ်တရအာယုံပြုပြီးတော့ပူဇော်ကြဖို့ယသဗျာဟာဒီကနေ့မှထူးခြားတဲ့တပည့်ညွတ်ညာတော်ကြီးကိုရသည့်အတွက်ကြောင့်တတော်ဝါရီရဲ့အကျိုးကိုကရုဏာပညာနှစ်ရက်ပေါင်းဆက်ပြီးတော့ ကောင်းမြတ်တဲ့အချင်းတရားတွေကိုထုတ်ဖို့ဟောကြားနိုင်သည့်အတွက်ကြောင့်ကမ္ဘာလူသားတွေဟာဆင်းရဲဒုက္ခလွတ်မြောက်ပြီးဒီကနေ့တည်းဟာကမ္ဘာကြီးငြိမ်းချမ်းမှုကိုဘုရားဘာသာတရားတော်ကအကျိုးပြုနေစေဖြစ်တယ်လို့ဒီလိုပြောရမှာဒါကြောင့်ဘုရားဖြစ်သူရောက်တော်မူတဲ့နေ့ဖြစ်လဲမတ်သားပြီးကြီးညိုလို့ပူဇော်ကြဖို့နောက်ဆုံးတက်တော်80ပြည့်တဲ့အခါမှာ ရဗုဒ္ဓသီပင်နဲ့သရဝါတို့ရဲ့မရှောင်မလွဲနိုင်တဲ့ခန္ဓာရထားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဖြစ်ချင်းသဘောရှိတဲ့တရားမှန်သမျှချုပ်ပြောက်ချင်းသဘောရှိတယ်ဆိုတဲ့သဘာဝတရားအတိုင်းပဲဘုရားကိုယ်တော်မြတ်ခန္ဓာ၄ချုပ်ငြိမ့်လို့ပြိဋိဘံစံတော်မူရတယ် ရိနိဗ္ဗာန်စံတော်မူသွားတဲ့မြတ်စွာဘုရားကိုလည်းရည်စူးပူဇော်ပြီးတော့ပုဂ္ဂိုလ်သူမြတ်ကြီးလောကကြီးမှာ ပေါ်ထွန်းပြီးတော့မင်္ဂန်နဲ့တရားဓမ္မတွေကိုဟောပြောသွားတာနောက်ဆုံးမှာမင်္ဂန်နဲ့တရားတွေကိုလူသားတွေရဲ့ရင်ထဲနှလုံးထဲမှာထည့်ထားခဲ့ပြီးတော့ပြိဋိဘံဆံသွားရတယ် ကောင်းကင်က နေမင်းကြီးဟာနောကရအလုံးကို အလင်းရောင်ပေးပြီးနောက်ဆုံးအချိန်ရောက်တဲ့အခါကျတော့အထတောင်ဆုံးကိုပျောက်ွယ်ဝင်ရောက်သွားပြီးတကယ်တို့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟာလဲလောကလူသားတွေကိုအလင်းရောင်ပေးပြီးတော့သင်္ခါရတို့ရဲ့သဘောတရားအရာခြုံငိမ့်ွယ်ပျောက်သွားကြရတယ်ဒါကိုလည်းပဲအမတ်တရားအနေနဲ့ဘုန်းကြီးတို့တပည့် မှတ်သားပြီးတော့မြတ်စွာဘုရားကိုပူဇော်ကြဖို့ပေါ့ဒါကြောင့်မို့ဒီကဆုံလာပြည့်နေ့ဟာအင်တာမထူးခြားတဲ့နေ့ဖြစ်တော့ကြောင့်မြတ်စွာဘုရားသရရင်300ညောင်ပင်လေးပရိဘောဂဇေဒီဖြစ်တဲ့ညောင်ပင်လေးသရရင်300ယုံညောင်ပင်လေးမှာဘောဓိပင်လေးမှာညောင်ရည်လေး300ယုံနဲ့မလုံလောက်သေးဘူး ရသော်ဘုရားဖွားတော်နေမူတဲ့နေ့အဖြစ်လဲမှတ်သားဖို့လိုအပ်တယ်။ဘုရားပွင့်တော်မူတဲ့နေ့အဖြစ်လဲမှတ်သားဖို့လိုအပ်တယ်။ဘုရားပြိဋိဘံဆန်တော်မူတဲ့နေ့အဖြစ်လဲမှတ်သားဖို့လိုအပ်တယ်။မှတ်သားပြီးအမြဲတမ်းထူးခြားမြင့်မြတ်တဲ့ပုဂ္ဂိုလ်သူမြတ်ကြီးကိုမြင့်မြတ်သောအကျင့်တွေကိုကျင့်ကြံကြိုးကုအားထုတ်ခြင်းဖြင့်ပူဇော်ကြရမှာ။